ဒီနေ့ဂျွန်လ30ရက်နေ့အတွက် People's Free ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။အေယာဝတီတိုင်းမြန်အောင်ခရိုင်အင်ကပူမြို့နယ်ကစစ်ကောင်စီတပ်ဆွဲထားတဲ့ကျေးရွာတချို့ကိုအော်ရခတပ်တော် AA နဲ့ပူးပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့သတင်းရရှိပါရတယ်။လက်ရှိမှာစစ်ကောင်စီတပ်နဲ့ AA ပူးပေါင်းတပ်တွေဟာအေယာဝတီတိုင်းထဲကရေကြီးမြို့နယ်၊လေးမြနာမြို့နယ်၊အင်ကပူမြို့နယ်တို့မှာတိုက်ပွဲတွေဖြစ်နေပါရရှင်။စကိုင်းတိုင်းကံပလူမြို့နယ်၊ဇီးကုန်းမြို့နာကိုပတ်လည်စစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီနဲ့ပြည်သူစစ်ခေါ်ပြူစောတိဖွဲ့က လေးရက်အတွင်းမှာပြည်သူ71ဦးကိုတပ်ဖြတ်ထားတယ်လို့ဒေသခံတွေပြောပါတယ်။ပြီးခဲ့တဲ့ဇွန်လ23ရက်ကစပြီးဇီးကုန်းမြို့နာကတပြေသာဖိုကုန်းနဲ့ချောင်းကုန်းရွာတွေကိုအင်အားတရာကျော်နဲ့စစ်ကြောင်းထိုးခဲ့တာလို့သိရပါတယ်ရှင်။စကိုင်းတန်းရွှေဘုံမြို့နယ်မှာစစ်ကောင်စီတပ်နဲ့ပြူစောထီလို့လူသိများတဲ့ပြည်သူစစ်တွေရဲ့အထိုင်းစခန်းသုံးနေရာတပြိုင်တည်းအတိုက်ခံရပြီးနှစ်ဖက်ထိခိုက်မှုတွေရှိခဲ့တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ဇွန်လ28ရက်ကရွှေဘုံမြို့နယ်ဟင်းသာကြီးရွာပြူစခန်းနဲ့စစ်တပ်စခန်းကို နောက်ပြီးဘိုးနက်တောင်မှာရှိတဲ့စစ်ကောင်စီအထိုင်းချစခန်းတို့တိုက်ခိုက်ခံရတာဖြစ်ပါရဲ့ရှင်။ဘကိုမကွေစကိုင်းတနင်္သာရီနဲ့ရှမ်းပြည်တောင်ပိုင်းတို့မှာမေလနှောင်းပိုင်းကဆလို့တိုက်ပွဲတွေပိုပြင်းထန်လာကြောင်းကုလရဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးယုံ UNOCHA ကထုတ်ပြန်ပါရယ်။ဂျွန်လနောက်ဆုံးဘက်ကထုတ်ပြန်တဲ့အစီရင်ခံစာအရမေလနှောင်းပိုင်းပြင်းထန်လာတဲ့တိုက်ပွဲတွေကြောင်းနေရွှန့်ခွာထွက်ပြေးရသူတသိန်းတသောင်းကျော်ရှိတယ်လို့သိရပါရယ်ရှင်။